ရိုးသားရင်ကတကယ်တော့မှန်တိုင်းပြောရင် များတာတော့လေတငယ်ချင်းတွေကိုဟိုရုပ်ရှင်တွေကသူတွေအကုန်လုံးကလည်းကိုနဲ့ကိုသိတော့ကိုစီရဆိုလာပြောတယ်တငယ်ချင်းစိုးသားရင်လုပ်ပြီးတငယ်ချင်းငါ့ကိုမလုပ်ခိုင်းနဲ့တော့လို့ငါလုပ်ရတဲ့ပွဲကြီးကတအားများနေငါမလုပ်ပေးချင်တော့မှဟုတ်ပါဘူးလို့ဘာလို့လဲဆိုတော့ဟိုဘယ်လိုပြောမလဲဟိုကိုထပ်ပို့ပြီးတော့တက်လန်းဆန်းတဲ့လူတွေ fresh ဖြစ်တဲ့လူတွေလည်းရှိတယ်လေနော်ဆိုတော့ဟို သူ့ကိုလည်းအဲ့လိုပဲ request လုပ်တာတကယ်ချင်းအဲ့လိုငါပွဲလာဆိုလာပေးပါမယ်လို့သူသားရင်တော့ငါမလုပ်တော့ဘူးလို့ဒီတစ်ခေါက်တော့လို့ပြောလိုက်โอเคมิงลาပါโอเคပါတော့ဒါဒီနေ့ပွဲရေးတက်ရဖြစ်တဲ့အကြောင်းလေးပြီးတော့ brand manager လည်းဖြစ်တယ်ဆိုတော့ဒါလေးပြောပြပါအောင်ဆိုတော့ဒီနေ့ကတော့ဟိုပါဘောเนาะကျွန်တော်တို့ဒီကိုရီးယားမသွားခင်ပေါ့ NST နဲ့ NST company နဲ့ဒီကိုရီးယားမသွားခင်မှာ ရောင်းရတဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပွဲတွေလုပ်တာပါဗျာ။အဲလက်ခံဖြစ်တာကတော့ NC ကနေပြီးတော့လာပြီးတော့ချိန်ဆက်တဲ့အချိန်မှာဟို NC ကဖုန်းပစ္စည်းတွေရောင်းနေပြီးတော့ဒီဖုန်း accessory ပါညာနဲ့ပတ်သက်တဲ့ဟာအကုန်လုံးလည်းရတာဆိုတော့အဲကျွန်တော်ကိုယ်တိုင်လည်းဖုန်း၃နိုင်လောက်လူပဲဆိုတော့လက်ခံဖြစ်သွားတာပေါ့။အဲ quality ကတော့ NC သုံးမှုတွေကတော်တော်များများလေး ောသိကြမှာပေါ့နော်ဟို NC ကတော့အပါဝါဖန်တို့ပေါ့အရန်ကောင်းတယ်အဲပြီးသွားရင်လည်းချက်တို့ပေါ့လည်းအရန်ကောင်းတယ်ပြီးတော့ဒီနာယူပေါ့ဆိုလည်းကောင်းတယ်ဆိုတော့အကုန်လုံးအကောင်းတွေများပါတယ်ဗျ NC မှာအကောင်းတွေများတယ်ဒီကတော့ဒီလိုရိုးပင်မဲ့ခလာကောင်လေးနဲ့ဖြစ်နေတယ်ဟုတ်တယ်ဒီနေ့ကဟိုကကျွန်တော်ဒီအတိတယောက်ကနေပြီးတော့ဒါဟိုတွေ့ရတဲ့ပွဲလေးတစ်ပွဲကနေပြီးတော့ တန်းလာတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုဆန်ဖြစ်နေအများအားဖြင့်ဒီလိုတိုက်တိုက်ဆိုင်ဖြစ်နေဟုတ်ကဲ့အဲပြင်ဆင်တာကတော့ကျွန်တော်မှအဲ့လိုမျိုးကြီးထွေထူးထူးတော့မရှိပါဘူးဗျဟိုအန်စတီယာစီစဉ်ပေးတဲ့အချိန်မှာကျွန်တော်တို့ကဒီရောင်းရတဲ့ဒီအများရောင်းအကောင်းနဲ့ကိုယ်စားလေးလိုက်ပို့တဲ့ခီးစဉ်ဖြစ်တဲ့အတွက်ကြောင့်ကိုယ်စားလေးတွေအတွက်ပြောပြောပြောပါပါအဲဒူလေးနဲ့အကုန်လုံးကျွန်တော်ကဘာပါတီဖတ်ကြရတဲ့ဘောပါပဲဗျာ။အဲကိုရီးယားမှာဆိုးမှာကျွန်တော်ကြားသလောက် ဆိုရင်တော့ဆိုးမှာ၂ရက်နေမယ်ပေါ့နော်ပြီးသွားရင်ဘူဆန်မှာ၂ရက်အဲဘူဆန်မှာ၃ရက်လောက်ကြာမယ်ဗျအဲဆိုးမှာ၃ရက်ဘူဆန်မှာ၃ရက်ပေါ့သွားတာ၁ရက်ဆိုတော့တပတ်ပါပဲဗျဟုတ်ကဲ့အဲကိုရီးယားတော့ကျွန်တော်ပထမတစ်ခေါက်တော့ရောက်ဘူးတယ်အရင်တော့ကတော့ကိုရီးယားဟိုဒီကျွန်တော်တို့ဒီရနုပညာနဲ့ပတ်သက်ပြီးတော့တစ်ခေါက်သွားမျိုးရှိပါတယ်အဲဒါကနောက်တစ်ခေါက်ဆိုတော့ဒုတိယအချိန်ပါဗျဟုတ်ကဲ့ကျွန်တော်ကြာသွားပြီပေါ့ကျွန်တော်ကြာပြီဗျဟိုပါ 10နှစ်12နှစ်လောက်ရှိပြီလေရောက်တာဟုတ်တယ်အဲ့မော်အဲ့မော်အဲ့လိုမျိုးဒါအရင်ကနေတော့လေဘလူရီကွာသွားလဲဆိုရောက်မှပဲသိမှာပေါ့နော်။ဘလူရီကတော့ချိန်ပါနေတော့မှာဘလူမတ်ကြလို့ရှိတယ်။အမတ်တရားကဟိုဟာပွဲလေဟိုကျွန်တော်တို့ဒီဟိုဟာ model award ဆူရတဲ့ပွဲပေါ့နော်။အဲ့ပွဲမှာအဲ့အဲ့ဒါလေးသွားပြီးတော့သွားရောက်ခဲ့တာပါဗျာကိုရီးယား။ဟုတ်။အဲပါပါလေဗျဟိုကိုရီးယားကကြတော့ဟို တော့ကျွန်တော်ငငယ်တည်းကလေကိုရီးယားရုပ်ရှင်လေးရုပ်ရှင်တွေကခက်စားတယ်ပြီးတော့ကိုရီးယားကားတွေလည်းခက်စားတော့အဲဒါကလည်းအဲသွားကျင်ခဲ့ပါတယ်အခုကျတော့လေဟိုလို့ပြောမလဲအဲခုစီဇန်9ရဲ့ထဲမှာဆိုလေကိုရီးယားရဲ့စတူဒီယိုတွေဘာညာတွေလည်းသွားမယ်ဆိုတာလေးပါတယ်ပေါ့နော်ဆိုတော့အဲဟိုကိုရီးယားတော့ကျွန်တော်ရောက်ခုချင်တဲ့နိုင်ငံတွေကတနိုင်ငံပါပဲဟုတ်အဲကြိုက်ပါတယ်ဗျဟိုဘယ်လိုပြောမလဲတယောက်တစ်မျိုးစီပေါ့နော်ဟို ေပေါ့လေကေပေါ့လေးကကောင်းပါတယ်ကျွန်တော်ကတော့ music ဆိုမရွေးပါဘူးမျိုးစုံကျွန်တော်ကနားထောင်ပါတယ်ကွာအဲအဲ့ဒါတော့မကြည့်ရသေးဟိုဘူဆန်ကတော့ဟိုကျွန်တော်တို့ပြောရတဲ့အထက်မှာပါမှာဆိုရောရောက်မှာပဲဟိုလေ့လာမယ်ကြည့်မယ်ပေါ့နော်ပြီးတော့ဘူဆန်အဓိကကတော့ဟိုသွားမဲ့ဟာကဒီကိုရီးယားရဲ့ဒီရိုက်ခါခဲ့တဲ့ဒီရုပ်ရှင်တွေရိုက်တဲ့နေရာကိုအဓိကထားသွားမှာဖြစ်တဲ့ဆိုတော့အဲအဲ့ဟိုပဲအဓိက သွားမှဆိုရောက်တော့မှပဲတေချာလေးအဲလိလာမယ်တေချာလေးကြည့်မယ်ပေါ့နော်အဲဒီမာနဲ့ဟိုမာနဲ့ဟိုပေါ့ဟိုပေါ့နော်ဟိုဟိုပွားချမှုလေးပေါ့အဲ့လိုလေးကိုအဓိကထားပြီးလိလာချင်တာပါဗျာအဲကျွန်တော်ကတော့တက်ရလာလို့လားမသိဘူးပြ။အရင်တော့ကတော့ကိုရီးယားယဉ်ကျေးမှုတို့ဘာတို့ကတော့ဒါမှတ်ပါတယ်ဟိုဟိုလောက်ကောင်းလေအောင်မြင်တယ်ပေါ့ဒီမှာ။ဒါပေမဲ့ကျွန်တော်ကတော့နောက်ပိုင်းတက်ခုရလာတဲ့အချိန်မှာ ဟိုကျွန်တော်ဟိုဘယ်လိုပြောရမလဲဟိုကိုမြမယဉ်ကျေးမှုကိုပဲကျွန်တော်ပို့ပြီးတော့သဘောကျတယ်အဲပြီးတော့ဟိုရိုက်မယ်ဆိုရင်လည်းအဲ့လိုဟိုကိုစီမရှိရယဉ်ကျေးမှုတွေကိုရှိတဲ့ရုပ်ရှင်တွေကိုပဲကျွန်တော်ရိုက်ချင်တယ်ပေါ့နော်ဟိုဒါကျွန်တော်အသက်တစ်ခုရလာတဲ့အချိန်မှာတွေးမိရအတွေ့ပါအဲ့ဒါကြောင့်မလို့လေဟိုကျွန်တော်နောက်ပိုင်းရိုက်မယ်ကားတွေမှာလည်းအဲ့မြမယဉ်ကျေးမှုတွေပါတဲ့ လုတ်ရှင်တွေကိုပဲဟိုအဓိကထားပြီးတော့ရွေးချယ်ပြီးတော့ရိုက်ဖြစ်သွားမှာပေါ့နော်အဲ့လိုတော့မရှိပါဘူးဗျာဟိုအဓိကတော့ခုနှစ်ရက်လုံးက schedule ကအပြည့်ပဲဗျာကျွန်တော်တော်မှကျွန်တော်မှန်တိုင်းပြောရရင်ဈေးဝယ်ထွက်တာတော့ပေါ့လေလုတ်ချင်တာဒါပေမဲ့လည်းအချိန်ကတော်တော်မရဘူးလို့ပြောတယ်အဓိကတော့ဟိုသူတို့သွားတဲ့နေရာပေါ့နော်ကျွန်တော်ကဒီမှာ ambassador ဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်မှတာဝန်ရှိပါတယ်ရှိရဆိုတာကကျွန်တော်လိုက်ပေးရမယ် ဆိုတော့အဲ့ဒီအတွက်ကြောင့်ဟိုဟို SDR season နဲ့နေရာကိုပဲကျွန်တော်အဓိကထားပြီးတော့ပြပြမှာအဲ့လိုမျိုးတော့လည်းစဉ်းစားစဉ်းစားပါဒါပေမဲ့ရောက်တော့ရောက်ဘူးချင်လေဟော။အော်ဟာ။အားချပါလေ။ကျွန်တော်တငယ်ချင်းနှိမ့်ဝင်ရံကလေဟိုဘယ်လိုပြောရမလဲ။ဟိုစုပြည့်နဲ့အင်မတန်လိုက်ဖတ်တယ်။အင်မတန်လဲဟိုကျွန်တော်မြင်တာကျင်းလူစရာကောင်းတယ်လေရောက်ကြည့်ရင်လေ။ ဆိုတော့အားကြရတာပေါ့အားကြရအောင်လေ။ဘာဖြစ်အမှတ်တရပေါ့ဗျာကျွန်တော်တငယ်ချင်းပွဲမှာကျွန်တော်ဟိုကျွန်တော်လည်းတငယ်ချင်းများများဆဆတော့မရှိပါဘူးဒီလောကထဲမှာဆိုလေအဲဟိုအကုန်လုံးနဲ့တော့သိရဆိုပေမဲ့ရန်ရင်းကြီးကဟိုတိုင်ရွန်တို့ဒေဝင်ရန်တို့နဲ့ကကြတော့တအားရင်းကြီးတယ်လေ။ရင်းကြီးရဆိုတော့သူတို့ပွဲလေးမှာကျွန်တော်ကပါဝင်ခွင့်ရတဲ့အတွက်ကြောင့်တိုင်ရွန်တော့ပွဲမရှိသေးပါဘူး။ဟိုညီလေးပိုင်ဒီကုန်ပေါ့နော်ပိုင်ဒီကုန်နဲ့လည်းရင်းကြီးပါတယ်။ ါဒါပေမဲ့ဟင်းဝင်ရကတော့ဒါကျွန်တော်ဟိုငငယ်လေးတွေကခင်းတဲ့တငယ်ချင်းပေါ့နော်ဆိုတော့သူ့ပွဲမှာကျွန်တော်ဟိုပါဝင်ခွင့်ရတဲ့အတွက်ကြောင့်ကျွန်တော်အင်မတန်ဂုဏ်ယူရတယ်ပြီးတော့အင်မတန်လည်းကြောတငယ်ချင်းအတွက်ကျွန်တော်ကြော်ရတယ်ကျွန်တော်အတွက်လည်းကိုယ်တငယ်ချင်းပွဲမှာဒီလိုမျိုးလေးလှုပ်ခွင့်ရတဲ့အတွက်ကြောင့်အင်မတန်ဝမ်းသာပါတယ်ဆောကိုအတွက်ကတော့ကိုအတွက်ကတော့အင်းမဟိုဟိုဟိုတလောက ဟိုဗာလေ Facebook မှာတော့နာမည်ကြီးွားတယ်လေဟိုယူရီးယားကောင်မလေးပြပီကာလာသူလုံးတဲ့ပွဲလေးဆိုကောင်းတယ်ဗျာကြိုက်တယ်ကျွန်တော်ကတော့သူအိမ်လေးမှလေခြံလေးထဲမှာဆိုရင်အဲ့လိုမျိုးလေးဆိုကြိုက်တယ်ဗျာကျွန်တော်ယူယူရှိရှိလေးအဲအဲ့တော့အဲ့လိုမျိုးကိုယ့်အတွက်ကိုစိတ်ကူးရင်ဆိုရင်တော့ကျွန်တော်ကကျတော့အဲ့လိုပုံစံမျိုးပေါ့ တဏီကုန်ပျော်ကြပါတော့အဲ့လိုမျိုးကြိုက်တယ်ဗျာမဟုတ်ဘူးလေကျမကမေးတော့စိတ်ကူးရင်လားလို့မေးရတာမေးရကျွန်တော်ဖြေတာလေနောက်တော့ကျွန်တော်ပြောပြီးအရင်နဲ့ကလည်းကျွန်တော်ကပြောပါကျွန်တော်ကချက်ချင်းကောက်ခံငင်ကလည်းဖြစ်နိုင်တယ်လို့ကျွန်တော်ကကြတော့ဟိုဒါ ው လေးဟိုဘယ်လိုပြောရမလဲပလန်တစ်ခုဟိုချတော့ချလာတယ်ဆိုပေမဲ့လေဟိုကြည့်ရမှာပေါ့နော်အချိန်နေတဲ့အချိန်ကပုံမူတည်ပြီးတော့ပဲဒိုးသားရင်ကတကယ်တော့အမှန်တမ်းပြောရရင် များလာတော့လေတငယ်ချင်းတွေဟိုရုပ်ရှင်တွေကသူတွေအကုန်လုံးကလည်း ုနဲ့ကုံသိတော့ကိုစီရဆိုလာပြောတယ်တကယ်ချင်းစလိုသားရန်လုပ်ပြီးတကယ်ချင်းငါ့ကိုမလုခိုင်းနဲ့တော့လို့ငါလုရတဲ့ပွဲတွေကတအားများနေငါမလုပေးချင်တော့မှဟုတ်ပါဘူးလို့ဘာလို့လဲဆိုတော့ဟိုဘယ်လိုပြောမလဲဟိုကိုထပ်ပို့ပြီးတော့တက်လန်းဆန်းတဲ့လူတွေ fresh ဖြစ်တဲ့လူတွေလည်းရှိတယ်လေနော်ဆိုတော့ဟိုသူ့ကိုလည်းအဲ့လိုပဲ request လုပ်တာတကယ်ချင်းရဲ့လို့ငါပွဲလာဆိုလာပေးပါမယ်လို့စလိုသားရန်တော့ငါမလုတော့ဘူးလို့ဒီတစ်ခေါက်တော့လို့ပြောလိုက်တာ ST အာအများကြီးအောင်မြင်ပါစေပြီးတော့ကိုရီးယားသွားမဲ့အဲညီကောင်မောင်နှမညီသားစုတွေအကုန်လုံးလည်းအဲဆက်ဆက်ရရအဆင်ပြေပြီးတော့ပျော်ရွှင်ကြပါစေကြည်နေတဲ့ပရိသတ်တွေအကုန်လုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ပြောချင်ပါသေးပါတယ်